စာရေးဆရာအနေဆိုတော့ရဲ့ရှေ့နေမာလေးမေးဆန်ရှာနဲ့တနဝိုင်းနှစ်တော်ပြန်များဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရဲ့ဆရာနဲ့တကသက်ဆိုင်သူများအားလုံးချမ်းသာပြန်တောင်းပိုက်ပါရရှင်။ဘိုင်းတစ်ဖြစ်ပြက်ကမြင်သည်မေဆန်ရှာအငှားကားပေါ်မှဆင်းလိုက်ခြင်းတွင်မြင်ခွင့်အတွင်းသို့တန်းဝင်လာသောဖြစ်ပြက်ရှေ့မှာအေးဆေးစွာရှောက်လာနေသူမှာအသက်၄၀ကျော်မျိုးသမီးတို့ဖြစ်သည်။ ။သပင်ကိုခစ်ဆန်စွာရောင်ဆုံးလျက်ကြောတွင်ချထားသည်မှာကြောတဝက်ခန့်ရှိမျက်နာမှာမိကန်နှခန်းတွေပြင်မှုန့်ချထားပြီးဆယ်ကျော်တက်မာလီစတိုင်အင်ဂျင်နဲ့စကက်ကြက်ကြက်ကလေးကိုဝစ်ဆင်ထားသည်။ပုံနေဟန်တာမြင့်မြင့်မာမာနဲ့ဆွဲဆောင်မှုရှိသည်ဟုဆိုနိုင်သည်။သူမသည်လဲသားအိတ်တစ်ခုကိုလက်မှဆွဲကန်လျက်ဒါဆိုလည်းခုကိုရှောက်ဝေဟန်ဖြင့်ဘေးပညာသို့ဟိုကြည့်တီတီရှောက်လာနေခြင်းဖြစ်သည် သူမ၏အာယုံကသူမ၏မျက်နှာထံလိုက်ပါနေပုံရသည်။နောက်မှလိုက်လာနေသူဆွေပင်ရှိရှိအိမ်ကြီးကွက်ကြားဗားမီ3 quarter နဲ့လူငယ်ကိုတရိထားမိခင်မရှိ။လူငယ်ကဘေးပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်သည်။လမ်းကအတွင်းလမ်းလမ်းသွယ်ဖြစ်၍လူကရှင်သည်ဘေးတစ်ဖက်တစ်ချက်မှာက တိုင်များချံများဒီမှာပင်လူရွယ်ကဖြတ်ခနဲလှုံရှားလိုက်သည် အမျိုးသမီးကြီးဆွဲလာသောအိတ်ကိုဆက်ခနဲဆွဲလိုကအမျိုးသမီးမျက်နှာမူရာဘက်သို့ပင်ပြေးထွက်လာ၏။သူပြေးထွက်လာသည်မှာအငှားကားပေါ်မှဆင်ပြေးသောမစ္စန်ရှားရှိရာဘက်သို့ဖြစ်သည်။အလုံးကြပါဦးကျွန်မအိတ်လူသွားလို့အမျိုးသမီးကြီးထံမှအော်တန်ထွက်လာသည်။လူရဲကအော်တန်ကြောင့်ပြေးနှုန်းကိုပို့တင်လိုက်။ရှေ့တွင်ရက်နေသူမစ္စန်ရှားကိုတော့မင်းမငယ်တူမို့သူကခရုထမ်းဟန်မရှိ။အေးစားရမည်သူဟုသူတွက်စားပုံမရ။ သူပြေးလာတော့လမ်းမှာကြောက်ရွံ့စွာဖယ်ပေးမိသူဟူသူတွေ့ထားပုံရသည်မတရားမှုတစ်ခုလုံးကိုလက်ပိုက်ကြည့်နေတတ်သောမေဆန်ရှားချောင်းကိုသူမှမသိပေပဲမေဆန်ရှားကအာယုံတွင်စုစည်းကအသက်ကိုတဝရှူသွင်းပြီးဒီကလုံးရှိကြောချင်များကိုအသည့်အနေထားသို့ပြင်ထားလိုက်သည်လူရဲကမေဆန်ရှားကိုအမှုမထားပဲဘေးမှဖြတ်ပြီးခရတီးလေးကျင့်ပြီးပြန်လာသောမေဆန်ရှားကိုလက်တွေ့လေးကျင့်ကန်ဆင်းဖို့ထက်မှန်ထန်လာသည်နှင့်မချ ပေါပပပါဒီချက်နဲ့ကျင်းပမိဝိခာ walking shoe စီးထားဒီကလည်းတိုက်ပွဲအတွက်အန်ကိုင်းဖြစ်သွားသည်ခရတီဝိဆောင်အိတ်ကိုကာလန်ဘေးစင်းကြံပေါ်ချထားလိုက်ညာဘက်ဘေးသို့သူအဖြတ်တွင်မီဆန်ရှားဤညာခြေက white တက်သွားကခြေဆောင်ကသူ့ဤနံရိုးများစီသို့ဝင်သွားသည်မဝါရှိကူဘီဂါရီကက်ဖြစ်သည်ပုတ်ကနေထိသွားချက်တွင်အာကနေအော်တဲ့ထွက်လာပြီးတင်မမထားပဲတိုက်ခိုက်ခံရသည်ဖြင့်လူရဲမှာ နာကျင်စွာအော်၍ရှေ့သို့ငိုက်ထိုးငိုက်ထိုးဖြစ်သွားသည်။မေဆန်ရှားကသူ၏လက်မှမြို့သမီးကြီးအိတ်ကိုဖြတ်ခနဲပြန်ဆွဲယူလိုက်သည်။အိတ်ကိုဘေးတွင်အသာချလိုက်။မိမိ၏အိတ်ဘေးမှဖြစ်သည်။ဟဲ့သူကဒေါသမျက်နှာနီနီဖြင့်အော်လိုက်သည်။လက်ပြိုသလိုဖြစ်သွားသောခန္ဓာကိုယ်ကိုပြန်မှတ်ကမေဆန်ရှားအားဒေါသတချီပင်ထိုးသည်။သူ၏လက်သည်ချမ်းမှစင်ကန်းတော်တို့ဖြင့်မေဆန်ရှား၏မျက်နှာစီသို့ချိန်ရွယ်၍ အားနည်းပြတ်ကျော်လိုက်သောသူ၏ညာလက်သည်ကို အသည့်အနေထားပြင်ရှိနေသည့် မေဆန်ရှားကဘယ်လက်မှဖြင့်ဘေးသို့ရိုက်ထုတ်လိုက်သည်လက်သည်ချက်ကလွဲကျော်သွားပြီးသူ၏မျက်နှာနှင့်ခန္ဓာကိုယ်မှာဟင်းလင်းပွင့်သောအနေထားဖြစ်သွား၏မေဆန်ရှားကသူ၏ပွင့်နေသောလက်ကုပ်စီသို့ညာလက်ဝဲဆောင်ကို ရှူရိုဂါမင်ဦးချီဖြင့်ခုတ်ချလိုက်သည်ဒုတ်ခနဲမိတဲ့နှင့်အတူအင်းခနဲအတန်းထွက်လာပြီးခုတ်ချက်ကမိမိရရရှိလာသည် လူရညာဘက်သို့ကျိုင်းသွားသည်ဟန်ချက်ပြတ်သွားသည် မင်းဆန်ရှာအချိန်မဆွဲဘယ်တောင်ကအပြည့်မြောက်တက်လာကဟာဂျီဥချီပိညာချက်ကလူရည်ဤမေးသို့လှန်ရလိုက်သည်ခွတ်ခနဲ့အတန်းနေတူအာဟုလူရည်ကအော်ဟစ်၍နောက်သို့ရှုပ်မဲကလန်ချသွား၏မင်းဆန်ရှာကနောက်တစ်ချက်တိုက်ရန်ပြင်လိုက်သည်သို့သောအေးမလာတော့ဘီကိုသိသောလူရည်ကမင်းဆန်ရှာကိုရင်မဆိုင်တော့နေရမလှဲ့ကဖနောက်နေတင်မှာတသားတဲ့ကြအောင်ပြေးထွက်သွားတော်သည်မင်းဆန်ရှာက လူရဲထံမှဖြတ်ယူလိုက်သောအိတ်ကိုကောက်ယူကမြို့သမီးကြီးကိုလက်ကြည့်လိုက်သည်မြို့သမီးကြီးမှစောစောကနေရာတွင်ရက်လျက်မေဆန်ရှားနှင့်လူရဲတိုက်ခိုက်သည်ကိုကြည့်နေခဲ့ပုံရ၏သူမမျက်နှာတွင်မေဆန်ရှား၏တိုက်ခိုက်ရည်ကိုအံ့ဩနေဟာမြန်အထင်သာတွေ့ရသည်မေဆန်ရှားကသူမရှိရာရှောက်တော်လိုက်ပြီးအမကြီးရဲ့အိတ်အိတ်ကိုလှမ်းပေးလိုက်မြို့သမီးကြီးကယခုမှပြုံးနိုင်လာပြီးအိတ်ကိုပြန်ယူရင်း ကျေးဇူးတင်ပါတယ်ညီမလေးရဲ့ဒီအိတ်ထဲမှာမမရဲ့ပစ္စည်းဘိုးတွေပါလာတာပို့လို့နောက်ပါသွားရင်တော့မမဖို့ကန်စုမှုမောင်ကြပြီပဲဟုအိုက်လိုက်လဲလဲပြန်ပြောသည်ဒီလန်းကလေးကလူပြတ်တယ်မမတတိထားပါမေဆန်ရှားတဲ့အသက်များစွာကြီးတော်လဲသူမကမမဟုတောင်းလုံးသဖြင့်မေဆန်ရှားကလည်းမမဟုပင် အလိုက်တင်ခေါ်လိုက်ရသည်အခုလိုကုညီတာကျေးဇူးတင်ကြောင်းထပ်ပြောပြစီကွယ်မမနဲ့မယခင်ထွေးပါ မမကပရစီအယောင်းဝယ်လုပ်ပါတယ် စ္စည်းရှင်တို့ကိုငွေပေးရအောင်လားကမမကဒီဘက်ကို အခုမှရောက်ခုတာဟုတ်ပါကျမလိုက်ပို့ဖို့လုံးလာမမဟိုးဟိုးရပါပြီကွမပို့ပါနဲ့ဒီလက်မှန်ပါတယ်အိမ်နံပါတ်တွေ့ရင်ပြီးပါပြီညီမကိုအားနာပါတယ်ဒါဆိုကျမကိုခွင့်ပြုပါအောင်နော်မမမျိုးသမီးကကောင်းငယ်သည်မင်းဆန်ရှားကအပြုံးဖြင့်နှုတ်ဆက်ပြီးလက်ထွက်၏စောစောကချထားသောမိမိ၏ခရတီဝိဇုံအိတ်ကိုကောက်ယူစဉ်ဒေါခင်ထွေးကနောက်မှလိုက်လာရင် နံပြောသည်အိုးမြမလေးနံမည်ပြောခဲ့ပါလားကွယ်မမရဲ့ကျေးဇူးရှင်မှုမှတ်ထားရအောင်ပါမေဆန်ရှားကမျက်နှာချင်းဆန်၍လေးလေးဆဆပြန်ပြေးလိုက်သည် ကျမနံမည်မေဆန်ရှားပါမမအလောက်ကင်ကရောကွယ်ရှိနေပါမြမလေးကြည်ရတာအရန်ထက်မြင့်မဲ့ပုံပဲတစ်ချိန်ချင်းတော့မမမြမလေးကိုကျေးဇူးဆက်ခွင့်ကြုံချင်ပါတယ်ရပါတယ်မမကျမကအကူအညီပေးလိုက်ရတာကိုခြေနဲ့နေရသေးပါကျမသွားမယ်နော် အေးခီကောင်းပါပြီပဲနော်ပြန်ဆုံကြသေးတာပေါ့မာဘန်နူလာပန်းချန်လန်းရှိအဆောင်ဟောင်းကြီးတခုဤဒုတိယရက်ရှိမေဆန်ရှာ၏ယုံခံဝါသူအသက်36နှစ်ခန့်ရှိမည်ဖြစ်သောအမျိုးသမီးတူရက်လာသည်ဝင်ခွင့်ပြုပါအမျိုးသမီးကယဉ်ကျေးမှုသဘောဖြင့်ခွင့်ကြောင်းလိုက်၏စပွဲတွင်မိမိလိုက်ပါမည်အမှုတစ်ခုအတွက်အကူအကံအချက်လက်များကိုရှာဖွေမှတ်သားနေသောမေဆန်ရှာကအတန်ကြာခေါင်းမော့ကြည့်လိုက်ပြီး ဟုတ်ကဲ့ဟုတ်ဝင်ခဲ့ပါဒလီတစားပြန်ပြောလိုက်သည်အခန်းတွင်သို့ဝင်လာသူမျိုးသမီးမှာတသွယ်နှွဲ့နှွဲ့ဖြင့်ရုပ်ရည်မှလည်းချုံမော့ပြီးဤမူသည့်လက္ခဏာကိုမြင်ရသည်ပညာတတ်တယောက်ဤတရံကိုလည်းမေးဆန်ရှာတွေ့ရ၏စပင်းကိုရိုးစင်းစွာထုံးဖွဲ့ထားပြီးမျက်နာတွင်တစုံတရာအလှပြင်ဆင်ထားခြင်းမရှိတဏ္ဍကပပကလေးသာတင်ထားသည်အယံမောင်းတင့်တင့်ယုံများဖြစ်ပြီးလမ်းလျှောက်ဟန်မှလည်းပင်ကိုတန်းဖြင့်ဟန်လုံးမှုမပါ မျက်လုံးနဲ့နဲ့များကတောက်ပါနေသည်မှာသူမ၏အနာဖြစ်သည်သူမကမေးဆန်းရှာစပွဲရှိရောက်လာသည်နှင့်ထိုင်မှကျွန်မဘာများအကူအညီပေးရမလဲမေးဆန်းရှာကပြိတန်လာရပြုလိုက်သည်သူမကထိုင်ကုန်မှာအေးစင်းညင်သာစွာဝင်ထိုင်ရင်ကျွန်မနာမည်မူကီသည်ပါသူမကိုသူမမိတ်ဆက်၏ဟုတ်ကဲ့ကျွန်မမေးဆန်းရှာပါကြောင်ရှိရင်ပုတ်ပွင့်လင်းလင်းပြောနိုင်ပါတယ် ဟုတ်ကဲ့ကျွန်မနဲ့ဒေါ်မီဆန်ရှားစီကိုပဲအားကိုးတကြီးနဲ့လာခဲ့တာကျွန်မစုံစမ်းသိရှိရသမျှကျွန်မကိုအကူအညီပေးနိုင်တဲ့သူကတော့ဒေါ်မီဆန်ရှားပဲရှိမယ်ဆိုတဲ့ယုံကြည်မှုမျိုးနဲ့ပါမိုးကေတီမှာစကားကိုပြေပြစ်ချိန်ငယ်စွာပြောတတ်သူဖြစ်ဒီကိုမီဆန်ရှားတွေ့ရှိလာရသည်ဘာခက်ခဲများရှိနေလို့ပါလဲကျွန်မတတ်နိုင်တာအကူအညီပါမယ်ဒေါ်မီဆန်ရှားကငယ်ရွယ်ပေမဲ့ ထက်မြက်တယ်ဆိုတာကြားဖို့တဲ့အပြင်မန်တရားကိုမျက်နှိုးသူဆိုတာလည်းသိရလို့ကျမတို့ကကူညီပေးပါရှင်ကျမတို့အမှုကိစ္စတစ်ခုကိုဖော်ထုတ်ပေးပါအမှုလိုက်ပေးရန်မဟုတ်ပဲအမှုဖော်ထုတ်ပေးပါဟုဆိုလာသည့်အတွက်မေဆန်ရှားပို၍စိတ်ဝင်စားသွားသည်ခက်ခဲခဲခဲနဲ့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 အမှုတစ်ခုတော့မေဆန်ရှားထံသို့ညံလာပြန်ကြည့်ပြီဟုတ်ကဲ့ပြောပါဘုကေတီကတက်ပြင်းတစ်ချံဖုတ်ထုတ်ပြီးအပြုံနွမ်းနွမ်းဖြင့် အတမထောင်ရလွတ်လာတာတစ်ပတ်ပဲရှိပါသေးတယ်ဟုဇလန်းဆာရဖွင့်သည်မေဇန်ရှာအံ့အားတင်သွား၏မမိုးကေဒီကထောင်ကထွက်လာသည်မှာတစ်ပတ်ပဲရှိသေးတယ်မိုးကေဒီဤပုံပန်းဟန်ပန်းအမူအရာတို့မှာထောင်ကြစရာမမြင်ရပါဘဲနဲ့အဘဲကြောင့်ထောင်ကြခဲ့ရသည်နိယခုထောင်ကလွတ်လာမှရှေ့နေစီရောက်လာကသူမအတွက်အမှုကိစ္စတစ်ခုပထုပ်ပေးပါဟုဆိုသည်မှာဘဲကြောင့်နိ အေလိများကစိတ်ဝင်စားမှုကိုပို၍အရှိန်ဖြစ်စေသည်သည်။ထံကလွတ်လာတာဆိုလို့ဒေါ်မီဆန်ရှာအံ့ဩသွားတဲ့တွင်နဲ့ဟုတ်ပါတယ်ကျွန်မထောင်ထဲမှာရှစ်နှစ်နီးပါးနေခဲ့ပြီးမှပြီးခဲ့တဲ့တစ်ပတ်ကမှလွတ်လာတာပါ။မီဆန်ရှာကသူမကိုငြိမ်းချနေမိတဲ့ဆောင်တရားပြန်မပြောမိ။ကျွန်မယောက်ျားကိုတတ်မှုနဲ့ထောင်ချခဲ့ရတာပါ။မမိုးကလေးစကားကပို၍အံ့အားသင့်စရာ။ ျမယောက်ျားကဒေါ်မီဆန်ရှားတို့လိုပဲဘိုးတရားယုံရှိနေတူပါသူ့နာမည်ကဥညုံဝေပါဥညုံဝေဟုတ်ကဲ့ဥညုံဝေပါဟောကျမသိပြီကျမချိန်မှဆင်းနေတဲ့ချိန်တုန်းကကြားလိုက်ရတဲ့အမှုပဲရှိနေတီတူအသက်ခံရတယ်ဆိုလို့ကျမစိတ်ဝင်စားနေခဲ့မိတာအစိတ်ခက်ခံရပြီးတိတ်ဆုံးခဲ့ရတာမဟုတ်လားဟုတ်ပါတယ်အဲ့ဒီအမှုပါဥညွေစိတ်ခက်ခံရပြီးတိတ်ဆုံးမှုမှာကျမကတရားခံဖြစ်နေထောင်တန်အပြစ်ပေးခံရတာပါ မမကလောက်ကြံခဲ့တာမို့လို့လားမမိုးကေဒီကတက်ပြင်းချလိုက်ကျမဦးညွေဝေကိုမတက်ပါတွင်းညင်းတော်လဲပိတခိုင်မာတော်လီတန်ပြင်မမိုးကေဒီကဖြစ်သည်မမိုးကေဒီမတက်ဖင်းနဲ့ဘာကြောင့်လူသက်တရားကံအဖြစ်နဲ့အပြစ်ပေးခံရတာလဲမပြီးတော်ကံရာရှိ ဆိုတယ်လို့ပေါ့တော်မင်းဆန်ရှာရင်ချီနေတွေကကျမပဲလို့လက်ညှိုးထိုးစရာဖြစ်ခဲ့တာကိုဘလို့ချီနေတွေကမမိုးကေဒီကိုလူသက်တရားကံဖြစ်စေခဲ့တာလဲ ။ဥညွေဝေသေးဆုံးရတာကအစိတ်ချမှာအစိတ်ကသူတောက်တဲ့ဈေးတော့အကပ်ဆူထဲမှာပါလို့ပဲအဲ့ဒီဈေးကိုယူပြီးတာကကျမပါ။ဈေးပလင်းကလည်းကျမကသူ့ကိုတိုက်နေချာဖြစ်လို့ပလင်းမှာကျမရဲ့လက်ဝေးရာတွေတွေ့ရတယ်လေ။ကျမကလည်းကျမသူ့ကိုဈေးတိုက်ကြောင်းအမှန်မဲဝေခံခဲ့တယ်။ဒါပေမဲ့အဲ့ဒီဈေးထဲမှာကျမအစိတ်မထည့်တာတော့အမှန်ပဲ။တခြားအကြောင်းရင်းဆိုတော့မမကဥညွေဝေကိုလောက်ကျန်တက်ပြက်စရာအကြောင်းရင်းခံတစ်ခုခုရှိနေခဲ့သလား။ อืมအဲ့ဒါတော့ရှိခဲ့တယ်ဦးညွေနဲ့တခြားအမျိုးသမီးတူညှိစိုးနေတယ်လို့ကြားရလို့ကျမနဲ့ဦးညွေပြဿနာတက်တယ်။ဦးညွေကမိမပြဿနာရှုပ်တယ်။အစောပိုင်းကတိခံမှုတွေရှိနေခဲ့ပေမဲ့တစ်ချိန်ကနှစ်ချိန်၊နှစ်ချိန်ကသုံးချိန်ဖြစ်လာတဲ့အခါကျမတိမခံနိုင်တော့ဘူး။သူနဲ့ကျမစကားများတယ်။ကွာရှင်းမယ်လို့ကျမကပြောတယ်။သူကလည်းမခံဘူး။သူပြင်မမယ်လို့အလျှော့ပေးစကားပြောတယ်။အဲ့ဒီလိုဖြစ်နေချိန်မှာအမျိုးသမီးတူနဲ့သူ့ကိုကျမတွေ့လိုက်ရတော့ ြစ်တဲ့နာရီကကြိထွားကုန်တယ်။သူနဲ့ကျမကွာရှင်းဖို့တရားရုံကိုကျမရှောက်တယ်။သူကမပေးဘူး။ပြုပြင်မယ်ပဲပြောတယ်။တရားရုံကကျမကိုကွာရှင်းဖို့မပေးဘဲနဲ့ပြေလည်အောင်စူးစမ်းကြဖို့ပဲပြောတယ်။ဒါကလည်းကျမသားလေးပူလာပြေကြောင်လည်းပါမပေါ့လေ။အဲ့ဒီတရားရုံကိစ္စပြီးလို့မကြခင်မှာပဲသူလည်းနည်းနည်းတော့ပြုပြင်တယ်ပေါ့။အဲ့ဒီအချိန်မှမှဒီအစိတ်ပြဿနာပေါ်တာပဲ။ဒီတော့ကျမသားတရားခံဖြစ်တာပေါ့။မမကရှိနေမငါဘူးလား။ ငှားပါတယ်ဒါပေမဲ့ကျမငှားတဲ့ရှင်ကြီးကလူကြီးဖြစ်ပြီးတော့ကျမကိုကယ်တင်နိုင်တဲ့လမ်းကိုရှာမတွေ့ခဲ့ဘူးဒီတော့တက်သေးတွေတက်သေးကန်ချက်တွေကကျမကိုထောင်ထဲပို့တော့တာပေါ့နိဗ္ဗာန်ဥညွေအစိမ့်မိပြီးဒိတ်ဆုံးရတယ်ဆိုတာနဲ့စည်းတောင်ထဲမှာစိတ်ထက်တိုက်တယ်လို့ဘာကြောင့်ယူဆစရာပေါ်လာတာလဲဥညွေကအဲ့ဒီညနေကသူ့ရဲ့ပါတနာဦးစော်ပိုင်းနဲ့အတူပြရတာဝီးမှအိမ်ပြန်လာတာအိမ်ရောက်တဲ့အထိအကောင်းမင်း နောက်ကျမှအလက်ချစ်ဖြစ်လာလို့သူတောက်နေကြဆေးကိုတောင်းလို့ကျမယူပေးတာဆေးတောက်ပြီးမကြခင်မှာอืมနိုင်ဝက်တနိုင်လောက်တော့ကြာမှာပေါ့အစာပြီးခံစားရတာပဲနောက်တော့လူးလဲဖြစ်လာတယ်ကျမဆောင်ဝင်လန်းခေါ်ပေးမယ်မရတော့ဘူးဆောင်ဝင်ကစိတ်မိတဲ့လက္ခဏာလို့ယူဆတာကစပြီးပြဿနာကကြီးကျယ်သွားတာပဲဒါနဲ့စိတ်ယုံပုတ်ပြီးဆက်ရတယ်အစိတ်ကြောင့်သေးတယ်ဆိုတဲ့အဖြေထွက်လာတယ်အစိတ်ကဆန်နိုင်တယ်ဒီတော့အเจ้าရင်ကိုရဲကရှာတယ်ကျမကလည်းအကျိုးအကြောင်းပြောပြတော့စီးတောင်တွေကိုတိန်းတယ် အဲ့ဒီဈေးတောင်တွေကိုဓာတုဗေဒဝင်ရောက်ကဆစ်ဆေးတဲ့အခါကျတော့ကျန်နေတဲ့ဈေးတောင်တွေထဲမှာတရားကဇာနိုက်စိတ်တွေပါနေတယ်ဆိုတော့တွေ့ရတယ်။ဒီတော့ဈေးတောင်ထဲမှာစိတ်ထဲတာကျမပဲရင်လို့ကောက်ချက်ကထွက်လာတော့တာပဲ။မမိုးကေတီကရှင်လျားစွာ ရှင်းပြခြင်းကိုရှက်လိုက်သည်။မမိုးကေတီပြောပြနေသောတစ်ချိန်လုံးမီးဆန်ရှားကနားထောင်ရင်းမမိုးကေတီမျက်နှာမျက်လုံးများကိုအကဲခတ်နေသည်။သူမနေပြင်စဉ်းစားနေခြင်းထင်ငုံနေခြင်းမရှိသလို့ အပြစ်လောက်ကိုရှာပြီးစံစာပြောဆိုနေခြင်းမဟုတ်ဟုမေဆန်ရှာခံမှန်မိသည်။ဘုညဝေနမမိုးကေဒီလက်ထက်ခဲ့တဲ့ကာလဘလောက်ရှိလဲ6နှစ်ပါ။ကျမအသက်22မှာပေါ့။အဲ့တော့ကဥညဝေက32နှစ်ပေါ့။อืมအတန်နည်းနည်းกว่าတော့ပဲဥညဝေက32နှစ်ဆိုတော့ကအဲ့တော့ကသူကလူပြိုကြီးဖြစ်နေပြီပေါ့อืมမဟုတ်ပါဘူးသူကပထမဇနီးနဲ့ကွာရှင်းတာပါပထမဇနီးနဲ့ခလေးနှစ်ယောက်ရပြီးမှကွာရှင်းခဲ့တာပါ ဥညဝေမိဘပြဒနာရှုပ်ရွေးကွာချင်းခဲ့ကြခြင်းဖြစ်မည်ဟုမေဆန်ရှားတွင်မိသည်ဥညဝေမိဘပြဒနာရှုပ်တယ်ဆိုတာမမကအရင်ကမသိခဲ့ဘူးလားမသိပါဘူးသူနဲ့ကျမကချစ်သူဖြစ်ပြီးလက်ထပ်ခဲ့ကြတာမဟုတ်ဘဲနဲ့မိဘတွေစီစဉ်ပေးလို့လက်ထပ်ခဲ့ကြတာပါမမနဲ့လက်ထပ်ပြီးချိန်မှာသူဒီပုံမဲ့ဝေခဲရှုပ်ခဲ့တာရှိတယ်ပေါ့ဟုတ်လားမှန်ပါတယ်နှစ်ချိန်လောက်ကျမသိရရပြီးပြဒနာတက်ခဲ့ပါတယ် ဲ့ဒီတော့ကပါရှင်းဖို့စဉ်းစားခဲ့ပေမဲ့ကျမမှသူ့ရင်သွေးလွယ်ထွားရတာမူခလေးတွန့်ခဲ့ပြီးကျမသိခံခဲ့တာနောက်ဆုံးတစ်ချိန်မှာတော့ကျမကသိမခံနိုင်တော့လို့ပါရှင်းဖို့ဆုံးဖြတ်ခဲ့တာအဲ့ဒီအချိန်မှာသူတေဆုံးရတာပါကျမတခုမေးပြရစီမီဆန်ရှားကခွင့်တောင်းလိုက်မိပါတော်မီဆန်ရှားပြဿနာကလွန်ခဲ့တဲ့ရှစ်နှစ်ကျော်ကဖြစ်ခဲ့တယ်တရားရုံးကပြစ်ရှိတယ်ဆိုပြီးဆုံးဖြတ်ပေးခဲ့တယ်အဲ့ဒီအပြစ်ဒဏ်ကိုမမခံခဲ့ရပြီးခုမှဘာကြောင့်အမှုကို ပြန်ဖို့ကိုစဉ်းစားတာလေ။အဲ့တုန်းကအထက်ကိုယူကန်တက်တာတော့ဘာလို့မလုပ်ခဲ့ဘူးလား။မမုတ်ကဲဒီကတက်ပြင်းချသည်ကိုတွေ့ရပြန်သည်။ကျမကရှေ့နေဇနီးဆိုပေမဲ့တရားဥပဒေကိုမကျွမ်းကျင်ဘူးစိတ်မဝင်စားခဲ့တာလည်းပါတာပေါ့လေကျမကကျမနှစ်သက်တဲ့ကြောက်ရောင်ဝဲပဲစိတ်ဝင်စားခဲ့တာတရားရုံးကပြစ်ဒဏ်ချလိုက်တော့အယူခံတက်ဖို့ကျမမစင်စားမိခဲ့တယ်လို့ဘယ်သူကမှလည်းအယူခံတက်ဖို့အကြံမပေးခဲ့ကြဘူးစိုးစိုးကမောင်မပြောတဲ့အထက်မှာပါခဲ့တယ် ။ဦးညွဝေရဲ့ပတ်နာဦးစော်ပိုင်းကရှေ့နေမယ်မဟုတ်လား။သူကအကြံမပေးဘူးလား။ဟမ်ဟမ်။ကျမအမှုအတွက်သူ့ကိုရှေ့နေပြင်ဆောင်ရွက်ဖို့တောင်းမန်တာတော့သူကညင်းခဲ့တာ။တီဆုံးသူကသူ့မိတ်ဆွေဖြစ်နေလို့သူကဦးညွဝေဘက်ကနေတကယ်လို့ကြိုးစားဖြစ်လိုက်ခဲ့တယ်လေ။ဒါပြင်အခုမမကအမှုကိုပြန်ဖော်ဖို့ကြိုးစားလို့မှုမှန်ပေါ်ပြီးဆိုပါစို့။မမတွေပါကြိုးတရမှုရလာမယ်လို့ညှော်လင့်လို့လေ။နမိုးကေတီကတည်ကြည်စွာပြုံး၏။ထိုပြုံးမှရင့်ကျက်နေသည်။မာယာမပါ လျှို့ဝှက်မှုမပါဘူးမေဆန်ရှားထင်သည်ကျမဦးညိုဝေကိုမတက်ခဲ့ပါဘူးဒါမှန်မှာဒါကိုဘသူတိတိမတိတိဘသူလက်ခံခံလက်မခံခံဖျားသိပါတယ်လက်မျက်နှာကောင်းနေသိတယ်ဒါပေမဲ့အဖြစ်ပြက်တွေကကျမကိုလက်ညှိုးထိုးပုံချနေလို့ကျမအပြည့်တန်ခံခဲ့ရတာဟာကျမရဲ့ရှေးဘဝဝေကျွေးလို့ကျမခံယူတယ်အဲ့ဒီတည်းကျမဝမ်းမနေဘူးရှိစေတော့ဒါပေမဲ့ကျမထောင်ချနေစင်မှာကျမစဉ်းစားတယ်ကျမရဲ့တောင်းငင်လေးအတွက်ပါ ။ဘူးညွေသေးတော့သားလေးသူရင်းကလေးနှစ်သားအရွယ်။ခုဆိုရင်တော့၁၂နှစ်ချဲပေါ့။ကျမသားအတွက်တွေးတယ်။သူ့မိဟာသူ့ဖေကိုတတ်ခဲ့တဲ့သူဆိုတော့သူဘလို့ခံစားရမလဲ။ပြီးတော့သူ့မိဟာလူသက်သမားဆိုတာကြီးကြောင့်သူ့ဘဝမှာအရေးအမဲကြီးများထိုးကြနေမလား။ကျမကြောင့်သားလေးရဲ့ရှင်ရေးခလောက်ကလေးမဖြစ်စေချင်ဘူး။ဒီတော့ဒီကိစ္စကိုရှင်းမှဖြစ်မယ်။ကျမကလူသက်သမားမဟုတ်ကြောင်းတလောကလုံးကလက်မခံခြင်းနေပါစေ။တားလေးလက်ခံမှုလို့လေ။ ဒါအမှုမှန်ပြန်ပေါ်ခြင်းနဲ့ကျမရဲ့တခုတည်းသောရည်ရွယ်ချက်ပါပဲ။မမိုးကီဒီစကားကမေဆန်ရှားရင်ကိုထိုးခွဲဝင်လာကတသိမ့်သိမ့်လှူရှားသွားစီသည်။ဒါပြပါမြတ်တာပဲ။တိတ်လေးစားစရာကောင်းတဲ့သဘောထားပဲ။မေဆန်ရှားမမိုးကီဒီကိုအထင်ကြီးသွားသည်။ကျမမမရဲ့ရည်ရွယ်ချက်ကိုသဘောကျပါတယ်။အကျဉ်းမြင့်ပြောရရင်မမကဦးညွေကိုမတက်ဘူးဆိုတာလဲအမှန်လို့ယုံကြည်လို့ရပါတယ်။ အဲဘာမှဖြစ်စေချင်တယ်လို့အမှုကိုပြန်ပေါ်ထုတ်ဖို့ကိစ္စကိုလည်းစိတ်ဝင်စားတယ်ဒါပေမဲ့လွန်ခဲ့တဲ့၈နှစ်ကျော်ကကိစ္စကချိန်ကာလတော်ကြီးကြာခဲ့တာဖြစ်လို့ဒီအမှုနဲ့တက်ဆိုင်သူတွေအကုန်ရှိနေမနေမသိချာတော့တယ်လို့တက်တည်ခံတွေဆိုတာကတော့လုံးဝရှိတော့မှမဟုတ်တာကိုသိချာတယ်ဒီတော့အမှုမှန်ပေါ်ဖို့ကအလွန်ကိုခက်ခဲနေပြီအကျိုးတရားမှုမရှိတဲ့အထောက်အမှုမျိုးဖြစ်မှာပဲဆိုရင်ပါတယ်မစ္စဆာရှားကသူမ၏သဘောထားကိုစတင်ရှင်းလင်းသည် မမိုးကီတီကမေဆန်ရှာ၏စကားကိုလက်ခံသည့်အနေဖြင့်ကောင်းငင်၏မှန်ပါတယ်ဒေါ်မေဆန်ရှာပြောတာကျွန်မမငြင်းပါဘူးဒါမဲ့ကျွန်မရဲ့ဂုံတိတ်ခအတွက်အထူးသဖြင့်သားလေးရဲ့နှလုံးသားမှာဝေဒနာမထင်စေဖို့အတွက်ကျွန်မကတော့စူးစမ်းခြင်းနဲ့ဆန္ဒအပြည့်အဝရှိနေတယ် ဖြစ်နိုင်မယ်ဆိုရင်ဒေါ်မေဆန်ရှာကျမကိုကူညီပါစားကပြောခဲ့သလိုတလောကလုံးမှာကျမကိုကူညီပေးနိုင်တဲ့သူကဒေါ်မေဆန်ရှာပဲရှိတယ်ဆိုတဲ့ယုံကြည်ချက်ကြောင့်ကျမတောင်းဆိုရတာပါအဲတောင်းဆိုတာမဟုတ်ပါဘူးတောင်းမှန်တာပါရှင်တောင်းမှန်တာပါအမှန်တကယ်ခရတူရှူသောမျက်လုံးများဖြင့်ကြည်ကမမိုးကေတီကပြောသည် မေဆန်ရှားနှလုံးသားကမိတို့ညင်းရဲ့နိုင်ပါတော့မည်နီမိန်းသားတို့ဤကုန်သိခါအတွက်နာခဲ့အတွက်ကြောက်ကောင်းတစေဖြစ်သောသားကလေးနှလုံးသားနှင့်လန်ခီအတွက် နေဆန်ရှာကြဲ့၍တက်ပြင်းဆိုင်လိုက်သည်ကောင်းပါပြီဒါမဲ့ဒီမှုမျိုးကျွန်မတစ်ချိန်မှမကြုံဘူးတဲ့အတွက်တာဝန်ယူမယ်ဆိုရင်တော့တော်တော်ကိုခက်ခက်ခဲခဲလုပ်ရမှာပါပြီးတော့အမှုအကြောင်းကို ကျွန်မပြည့်ပြည့်စုံစုံသိရအောင်ကျွန်မလေ့လာချင်းသေးတယ်။ဒါကြောင့်အဲကျွန်မအကျဉ်းပြင်းတော့လက်ခံတယ်လို့မှတ်ယူထားပြီးကျွန်မကိုအချိန်နဲ့နဲ့ပေးပါမများပါဘူးတပတ်ပေါ့ကျွန်မရဲ့ဆုံးဖြတ်ချက်ကိုအကြောင်းပြန်မှမယ်။မမိုးကေတီမျက်နှာဝင်းပသွားသည် မူယာနှပွင့်လိုတောက်ပနေတော့သူမ၏မျက်လုံးများ၌ဝန်တာပီတီဖြင့်မြင်ရများပင်စိတ်အိုင်လာသည်နှာခမ်းမှအပြုံးသည်တီနူးမှုတို့ဖြင့်တော်ဝင်ကဝင်းပါနေသည်ကျေးဇူးတင်လိုက်တာဒေါ်မင်ဆန်ရှာရဲ့ကျမမပေါ်ပြနိုင်လောက်အောင်ကိုကျေးဇူးတင်ပါတယ်ဒေါ်မင်ဆန်ရှာအတွက်ကျမဘက်ကထိုက်ထိုက်တန်တန်ကျေးဇူးဆက်ပါမယ်မင်းဆန်ရှာဤခုံမတင်ထားသောလက်ကိုမမိုးကင်တီကလှုပ်ရမ်းဆုပ်ခိုင်းလှလိုက်နေနေပြောသည်အာကျမအပြီးတက်မဆုံးဖြတ်ရသေးဘူးနော် ဟုတ်ကဲ့ပါကျမထပ်ပြောချင်တာတခုကကျမရဲ့ဆုံးဖြတ်ချက်ကငွေကြေးနဲ့တော့လုံးဝမဆိုင်ဘူးနော်မမဒါလည်းကျမသိထားပါတယ်နောက်တခုကကျမကိုဒေါ်မီဆန်ရှားလို့မခေါ်ပဲညီမလေးတယောက်လို့သဘောထားပြီးမီဆန်ရှားလို့ပဲခေါ်စီချင်ပါတယ်အဲ့ဒါဆိုရင်တော့အမတယောက်ရဲ့အရေးကိုညီမတယောက်ကမဖြစ်မနေပါဝင်လာရတော့မယ်ဆိုတဲ့ခံစားမှုမျိုးရနိုင်မှာပါအိုးဒီတကမမိုးကေတီမျက်လုံးများသည့်ညည်ကိုထိန်းထားနိုင်စွမ်းမရှိတော့ပဲ အမြင်ပေါ်သို့တလိမ့်လိမ့်နှုတ်ချလိုက်တော်သည်မမိုးကေသည်ငိုနေပါပြီတသိမ့်တိမ့်ရှာ၍ငိုနေပါပြီငိုပါစီရင်ထဲကတော့ကအညစ်များကို ထိုမျက်ရည်များကစေးကြောပြစ်လိုက်သလိုဖြစ်သွားစေသည်မို့မိစံရှားကမမိုးကေသည်ငိုနေသည်ကိုညင်၍ကြည့်နေလိုက်သည်ဝန်ခံရလင်မိစံရှားရင်ထဲမှာလည်းနှိုင်းထားပြပါထို့စဉ်မိစံရှား၏မျက်ဝန်းတောင်တွင်ရိတ်ခနဲဖြတ်သွားသော ထောက်ရှားမှုတစ်ခုကိုတတိပြုလာမိသည်မေဆန်ရှား၏ယောဂန်အဝင်ဝတကားအကွင်မှာလက်ကနေ၍ရှားသွားသောအရေးတစ်ခုဘက်တူလေနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရင်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဒီမှာတို့တာပါ